မုံဟင်ကဒီနာမည်ကိုကြားလိုက်တာနဲ့မြန်မာလူမျိုးတိုင်းရဲ့နှလုံးသားထဲကိုတန်းရောက်သွားတဲ့အစအစာတစ်ခုနော်နိုင်ငံရဲ့ National Dish လို့တရားဝင်ကြီးသတ်မှတ်မထားပေးမယ်လေအားလုံးကတော့ဒါဟာမြန်မာပြည်ရဲ့အမတ်သားပဲလို့တညေတညွတ်တီးကိုလက်ခံထားကြတာကဲဒီနေ့တော့လေအဲ့ဒီမုံဟင်ကပန်းကလုံးလီထဲမှာဘလို့သမိုင်းဒီဇလန်းနေရှိနေလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ဒါမှမဲ့လေဒီနေရာမှာတက်ကက်ကိုစဉ်းစားစရာပဟေလိတစ်ခုရှိနေရဲ့ ဒီလောက်တောင်နေမကြီးပြီးလူကြိုက်များတဲ့အစအစာတစ်ခုကဘယ်နဲ့ဆက်ခဲ့တာလဲလို့မေးလိုက်ရင်ဘသူမှတိတိကျကျမပြောနိုင်ကြဘူးထူးဆန်းတယ်မလားကဲဒီတော့အဲ့ဒီလူဝချက်ကိုတို့တွေအတူတူဖြေရှာကြည့်ကြတာပေါ့သူရဲ့တမိုင်းကြောင်းနောက်ကိုမလိုက်ခင်ပါလီပထမဆုံးအနေနဲ့ဂျူရိုရဲ့အထူးဆက်ကောင်ရှိတဲ့မွန်ဟင်းခါဆိုတာဘာလဲဆိုတာကိုအရင်ဆုံးတည်ထည့်ချက်ချလီခွဲချမ်းစိတ်ဖြာကြည့်ကြရအောင်ပြီးပြည့်စုံတဲ့ဟင်းတစ်ပွဲဖွတ်ဖို့ဘာဒီနဲ့ဖွဲ့စည်းထားတယ်လဲဆိုတာပေါ့မွန်ဟင်းက သူ့နာမည်မှာကိုပဲအသေးပင်နှစ်ပိုင်းပါနေတယ်။ပထမဆုံးမုံပေါ့။မုံဆိုတာကတော့တခြားမဟုတ်ဘူး။ဒိုးတွေစားနေကြစာနဲ့လုထားတဲ့နူးနူးညံ့ညံ့မုံဖက်လေးတွေကိုပြောတာ။ဒါကဒီဟင်းကွက်ရဲ့အခြေခံအုတ်ညက်ပဲ။နောက်တစ်ပိုင်းကတော့ဟင်းကားပေါ့။အာဒီဟင်းကားဆိုတာကတော့ဒီအစားအစာရဲ့အသက်ပဲ။သူ့ရဲ့ဆိုးလို့တောင်ပြောလို့ရတယ်။ငါရဲ့အရာသာအပြည့်နဲ့ ဟင်ကအမွေးကြိုင်ဒီရဲ့တင်းပြတ်တဲ့ရနံ့ဒီပေါင်းဆက်ထားတဲ့အဲ့ဒီအကြီးပြည့်ပြည့်လေးလေးဆိုတော့အဲ့လောက်ကောင်းလေးဟင်းရဲ့ရပါကိုဘာတွေကဖန်တီးပေးနေတာလဲအဓိကတော့ငါဟူလိုရေချိုငါးတွေပေါ့ပြီးတော့ငွေနေအောင်စပားလင်းဂျင်ကျက်သွန်ဖြူတို့လိုအမွေးကြိုင်တွေထည့်တယ်ဟင်းရဲ့ကိုပြစ်သွောင်းအောင်ဆန်လုံးမုံဒါမှမဟုတ်ကလာပဲမုံတုံးနဲ့ပြီးတော့မပါမချစ်မုံဟင်းကရဲ့စနေချလိုပွဲရမယ်ငါပြောဦးပေါ့ပြီးတော့ ပြီးပြည့်စုံတဲ့မုံဟင်္ဂကပွဲဖြစ်ဖို့ဆိုရင်အပေါ်ကဖြိုးတဲ့အစာပလာတွေကလည်းအရေးကြီးတာပဲစဉ်းစားကြည့်လေဘဲဦးဖြို့ဘူးတိကျော်ဘဲကျော်ငားဘဲကျော်ပြီးတော့နန်းနံပဲလီအုပ်တံပွေယာကြီးလီညစ်ငရုတ်တိမုံလေးဖြူးလိုက်ရရဲ့အရာသာအဲ့လိုကိုစိတ်ကြိုက်အရာသာကိုကိုတိုင်းဖန်တီးနိုင်တာကပဲမုံဟင်္ဂရဲ့အကြီးမားဆုံးဆွေးဆောင်မှုတစ်ခုမဟုတ်ဘူးလားကဲမုံဟင်္ဂဆိုတာဘာလဲဆိုတော့ကိုတို့ရဲ့အသေးစိတ်သိသွားပြီဆိုတော့ သူ့ရဲ့နော့ကွယ်လာသမိုင်းကိုစပြီးစူးစမ်းကြည့်ကြရအောင်ဒါပေမဲ့ဒီနေရာမှာပဲအကြီးမားဆုံးစင်ခေါမှုတစ်ခုကိုတွေ့ရတာအဲ့ဒါကတော့သမိုင်းမှတ်တမ်းလေးလုံးဝမရှိသလောက်ရှားပါးနေတာပဲဟုတ်တယ်မိုဟင်းကဘဘဲခါဆစ်ဆိုတာနဲ့ပတ်သက်ပြီးခိုင်ခိုင်မာမာရေးဖားတဲ့ကြောက်စာတို့ပေပူရီပိုက်တို့လုံးဝမရှိဘူးဘာလို့လဲဆိုတော့လေသူကနန်းတွင်းကမင်းဆိုးရားစားတွေစားတဲ့ဟင်းလာမျိုးမဟုတ်ဘူးတာမန်ဖြူသူတွေရဲ့နေစင်ဘွားထဲကနေပဲယူလို့ရှင်းရှင်းပေါက်ဖလာတဲ့ လူထုကစားစာတမျိုးဖြစ်နေလို့ပဲဒါပေမဲ့စင်မပူပါနဲ့မတန်းဒီမရှိပြီမဲ့လေဒီဇလန်းကိုပြန်ဆက်လို့ရမယ်တဲလုံစားတွေတော့ရှိနေလေကဲတိုးဒီစုံထောက်တွေလို့မယ်အဲ့ဒီတဲလုံစားတွေကိုတစ်ခုချင်းစီလိုက်ကြည့်ပြီးအပြေးရှာကြည့်ကြတာပေါ့ပထမဆုံးတဲလုံစားကတော့သူ့ရဲ့ပါဝင်ပစ္စည်းတွေကိုတိုင်းပဲစဉ်းစားကြည့်စမ်းရေချုံကငှက်ပြောဦးဒါတွေအားလုံးက မြမဖြေရဲ့မြင်းနဲ့ရေကနေအလွဲတကူရတဲ့ဒေသထကုံလေးကြီးပဲဒါကဘာကိုပြနေလဲဆိုတော့မုံဟင်းကားဟာနန်းတွင်ထမင်းတော့မဟုတ်ပေတာမန်လိုတဲ့အတွက်နေ့စဉ်စားသုံးတဲ့အာဟာရဖြစ်တဲ့အစားအစာဘဝကနေစခဲ့တယ်ဆိုတာပဲဒုတိယသဲလုံးစားကတော်တော်လေးခိုင်ပါတယ်အဲ့ဒါကသူ့ရဲ့နာမည်ပဲဒီမုံဆိုတဲ့စကလုံးဟာမြမနိုင်ငံရဲ့ရှေ့အကြဆုံးလူမျိုးတွေထဲကတစ်ခုဖြစ်တဲ့မွန်လူမျိုးတွေရဲ့ပါသားစကားကနေလာတာတဲ့ အဲ့တော့စံတဲ့ငါဟာမြဝကျွန်းပေါ်မှာနေတဲ့မွန်လူမျိုးတွေရဲ့အထူးအစားအစာဆိုတော့မိုဟင်ကားရဲ့မူလအစားဟာမြန်မာနိုင်ငံအောက်ပိုင်းကနေစခဲ့ဖို့အလားအလာအလွန်များတော့ဒီနောက်အဆုံးနဲ့အခိုင်အမာဆုံးတဲလွန်စတစ်ခုကတော့သူ့ရဲ့ဒီတာအလိုက်ကွဲပြားမှုတွေပဲဒီနေ့ခင်မလေးမြန်မာပြည်နဲ့မှာမတူညီတဲ့မိုဟင်ကားပုံစံတွေအများကြီးရှိနေတယ်။ဒါကပါကိုတဲတဲ့ပြနေလဲဆိုတော့ဒီစားစားဟာနှစ်ပေါင်းရာချီကြအောင်တနေနှလုံးမှာတဖြည်းဖြည်းပြောင်းလဲတိုးတက်လာခဲ့တယ်ဆိုတာပဲ။ ဥပမာရန်ကုန်မိုးဟင်းခါဆိုရင်ဟင်းကဖြည်းဖြည်းလေးနဲ့အရသာက စုံနေ။အရာပတိဘက်ကအိုးကြီးမိုးဟင်းခါကြတာငါးသားဖက်ကြီးတွေနဲ့အရသာကပိုပြီးတော့လေးတယ်။မိုးလမြိုင်ဘက်ရောက်သွားရင်နင်းနစ်ချိုတဲ့ဘက်ကိုသွားပြီးရခိုင်ဘက်မှာကြတော့မိုးဟင်းခါနဲ့မျိုးနွယ်တူတဲ့ရခိုင်မုံတီရှိတယ်။သူကပင်လယ်ငါးနဲ့ချက်ပြီးဆက်တဲ့အရသာကိုဦးစားပေးတယ်။อืมဒီလိုကွဲပြားမှုတွေကပဲသူ့ရဲ့တမိုင်ဘယ်လောက်ရှိလဲဆိုတာကိုပြောပြနေလို့ပဲကဲဒီတဲလွန်းစားတွေအလောင်းကိုစုစည်းလိုက်တဲ့ခါမှာတော့ လက်ခံနိုင်ဆုံးဇက်လိုက်တပို့ထွက်လာပြီအဲ့ဒါကတော့မုံခင်ခါဆိုလာတယောက်ယောက်ကကဲတာမုံခင်ခါဆိုပြီးချီထွန်လေတာမျိုးမဟုတ်ဘူးရာစုနေလေးနဲ့ချီပြီးတစ်ဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်လာတဲ့အစားအစာတစ်ခုဆိုတာပါပဲသူ့ရဲ့ evolution ကိုအကျဉ်းဖြန်းပြန်ကြည့်ရရင်ပိုကန်ခစ်လောက်ကတည်းကစနစ်လိုတဲ့ဟင်းရည်တွေရှိခဲ့ပုံရတယ်။အင်ဝါခစ်ရောက်တော့ငားရင်ရည်နဲ့မွန်ဖတ်ကိုပေါင်းဆက်တဲ့အခြေခံပုံစံမျိုးဖြစ်လာတယ်။ပြီးတော့ colony kit လမ်းဘေးအစအစာယဉ်ကျေးမှုတွေတွင်ကျလာတဲ့အခါအကြော်တွေတခြားအစပလာတွေထထက်လာကြတယ်။အဲ့ဒီကနေဒီနေ့ခေတ်မှာတော့မြန်မာတမျိုးသားလုံးရဲ့အသေးဆွဲအစအစာဖြစ်လာတော့တာပဲ။ဒါကြောင့်မို့လို့မဝင်းကားဆိုတာရိုရိုဟင်းတစ်ခွက် လုံးဝမဟုတ်ဘူး။သူကပန်းငန်လုံးတစ်လုံးတွေမှာထည့်ထားတဲ့သမိုင်းတစ်ဆောင်ပဲ။အရေးပုံစံနဲ့ကြီးရှိနေတဲ့သမိုင်းလိုတောင်ပြောလို့ရတယ်။အဓိကမှတ်ထားရမှာကတော့မဝင်းကားရဲ့ဇလန်းဟာတကယ်တော့မြန်မာနိုင်ငံရဲ့ဇလန်းပါပဲ။ မြန်မာပြည်ရဲ့မြေကောင်းရေကောင်းတွေကနေမွေးဖွားလာတယ်။ရှေးကြတဲ့လူမျိုးတွေက ပုံဟော်ပေးခဲ့တယ်။ဒီနေ့မှာတော့လူအလုံးကချစ်ခင်နေတကြတယ်။ဒါကြောင့်နောက်တစ်ခါမုံဟင်းကစားဖူတရခံဒီရတာလေးကိုခန်းစားရင်းနဲ့อืมဒီဟင်းတစ်ခွက်ထဲမှာမြမသမိုင်းတစ်ချုံလုံးကိုမြင်နိုင်မလားဆိုရာလေးကိုပြန်ပြီးတွေးကြည့်ချဖို့တိုက်တွန်းရင်းနဲ့ပဲဒီအပိုင်းကိုအဆုံးသတ်လိုက်ပါတယ်။မြမဈေးဆိုင် online shop